တမဒထရန်ဟာဆိုမာလီလန်ကိုနိုင်ငံအဖြစ်အသိမဲ့ပြုတော့မှလား၂၀၂၅ခုနှစ်အစောပိုင်းမှာအစိုးရအပြောင်းအလဲဖြစ်ပြီးတဲ့နောက်အမေရိကန်ရဲ့စေစုနှင့်များစွာကြာခဲ့တဲ့မူဝါဒကိုပြောင်းပြန်လှန်ပြီးဆိုမာလီလန်ကိုလွတ်လပ်တဲ့အချောက်ချာအာဏာပိုင်နိုင်ငံအဖြစ်လက်ခံနိုင်တယ်ဆိုတဲ့ခံမှန်းချက်တွေတိုးလာခဲ့ပါတယ်ဒီလိုလုပ်ဖို့အင်အားကြီးတဲ့အတန်တွေကထောက်ခံနေပေမဲ့ပိုကျပြတဲ့အကျိုးဆက်တွေကိုစိုးရိမ်သူတွေကလည်းအများကြီးရှိနေပါတယ် အာဖရိကဥချိုဒေသရဲ့ဒေသတွေအခြေအနေတွေကိုပြောင်းလဲစေနိုင်တဲ့အပြင်ဒါဟာနေနမိတ်တွေအချောချာအာနာနဲ့ပုံမိုခြေပြန့်တဲ့အမေရိကန်ရဲ့နိုင်ငံခြားရေးမော်ဝါဒဆိုင်ရာခြေကြတဲ့ညှင်းခုန်ဆွေးနွေးမှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒီလိုဖြစ်နိုင်ခြင်းနဲ့ပတ်သက်ပြီးဘာကြောင့်ခက်မှတ်ချက်တွေပိုများလာရတာလဲ။ပြီးတော့တကယ်ပဲဖြစ်လာနိုင်ပါမလား။သို့မဟုတ်ဒါကဖြစ်တင်သလား။နိုင်ငံသစ်တွေကိုအသီးမဲ့ပြုခြင်းဟာစီးမီးတွေနဲ့အခြေခံမုံတွေကချုပ်ကင်ထားတဲ့ဥတွေရဲ့ကိစ္စဖြစ်တယ်လို့လူတွေကထင်ထက်ကြပါတယ်။ ဒါမဲ့တကယ်တမ်းမှာတော့အင်အားကြီးနိုင်ငံတွေရဲ့နိုင်ငံရေးဆုံးဖြတ်ချက်တွေပေါ်မူတည်နေတာကများပါတယ်။ဒါကအထူးသဖြင့်နိုင်ငံအသစ်တခုမှာနိုင်ငံတကာရဲ့အပြည့်အဝထောက်ခံမှုမရှိတဲ့အငင်းပွားပွေအခြေအနေတွေမှာပုံမှန်ကဲပါတယ်။ဒီလိုကိစ္စတွေမှာအမေရိကန်ပြည်ထောင်စုကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နိုင်ပါတယ်။ပုံမှန်အဖြစ်အမေရိကန်ကနေမြေတစ်ခုကိုသိမ်းမဲ့ပြုလိုက်ပြီဆိုရင်ကျန်နိုင်ငံတွေကလည်းနောက်ဆက်တွဲလိုက်လုပ်ဖို့အလားအလာပုံများတယ်လို့ယူရအဖြစ်မြင်နိုင်ပါတယ်။ဒီအကြောင်းရောက်ပဲနိုင်ငံအသစ်တွေဟာဝါရှင်တန်ရဲ့ထောက်ခံမှုကိုမကြာခဏမျှော်လင့်ခဲ့ကြပါတယ်။ ဆိုမာလီလန်ဟာကောင်းမွန်တဲ့ဥမာတစ်ခုဖြစ်ပါတယ်။နေ30ကျော်ကြာတဲ့အထိနိုင်ငံတကာကအသိမဲ့ပြုဖို့တိုးပန်းခဲ့ပေမဲ့အောင်မြင်မှုမရခဲ့ပါဘူး။ American နဲ့ Britain ပါဝင်တချို့နိုင်ငံတွေကသူတို့နဲ့တရားဝင်မဟုတ်ပေမဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားကြပေမဲ့တကယ့်အသိမဲ့ပြုမှုအဆင့်အထိရောက်မလာခဲ့ပါဘူး။ဒါပေမဲ့မကြာသေးခင်ကဒါတွေပြောင်းလဲလာနေတယ်ဆိုတော့ခက်မက်ချက်တွေတိုးလာခဲ့ပါတယ်။သမ္မတ Trump ရာထူးစားယူခြင်းကလေးကသူဟာဒီအချိန်ကိုတက်တက်ကြွကြွစဉ်းစားနေကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။ ဆိုမိုင်းလန်ဟာအာဖရိကဥချိုဒေသမှာတည်ရှိပါတယ်။အနောက်မြောက်ဘက်မှာဂျီဘူတီ၊အနောက်တောင်ဘက်မှာအီသီယိုပီးယားနဲ့အရှေ့ဘက်မှာဆိုမာလီယာနိုင်ငံတို့တည်ရှိပါတယ်။မြောက်ဘက်မှာအေဒင်ပင်လယ်ကွက်ရှိပြီးအဲဒီကနေမှယီမီနိုင်ငံအထိရောက်ပါတယ်။ကမ္ဘာအထက်ကရေကြောကုန်သွယ်ရေးလမ်းကြောင်းတစ်ခုပေါ်မှာတည်ရှိတဲ့အတွက်ဆိုမာလီလန်ဟာမဟာဗျူဟာရအလွန်အရေးကြီးတဲ့ပထဝီနိုင်ငံရဲ့အနေအထားကိုပိုင်ဆိုင်ထားပါတယ်။လူရေကခမန်းချေ၆သန်းခန့်ရှိပါတယ်။ အိုက်ဆက်အပါဝင်အဓိကဆိုမာလီမျိုးနွယ်စုကြီး၅ခုထဲကအများစုဖြစ်တဲ့ဆွန်နီမွတ်စလင်တိုင်းသားဆိုမာလီလူမျိုးတွေကအဓိကပါဝင်ဖြစ်စီထားပါတယ်။နိုင်ငံကအသိမဲ့ပြုမှုမရှိပေမဲ့ဆိုမာလီလန်ဟာအမေရိကန်နိုင်ငံတစ်ခုလိုလည်ပတ်နေပါတယ်။သူမှာကိုပိုင်အစိုးရလွတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေလုံခြုံရေးတပ်ဖွဲ့တွေနဲ့ငွေကြေးတွေတောင်ရှိပြီးပုံမှန်ရွေးကောက်ပွဲတွေလည်းကျင်းပပါရယ်ရေဘူးရအဖင်ဒီနေမြေဟာအထူးသဖြင့်အင်းင်းချင်းဆိုမာလီယာနဲ့နိုင်ချင်းရင်တော့အတော်လေးတည်ငြိမ်တယ်လို့သတ်မှတ်ခံရပါရယ် ဒါမဲ့နေ30ကြောကြာကိုကိုလွတ်လပ်တယ်လို့ကြေညာထားပေမဲ့ဗေနိုင်ငံကမှတရားဝင်အသိမဲ့မပြုကြသေးပါဘူး။အဲ့ဒီဒေသဟာနေမည်တစ်ခုအနေနဲ့စပြီးပေါ်ပေါက်လာတာကအောက်ရှေ့ပြည်နယ်တွေနောက်ပိုင်းမှာဖြစ်ပါတယ်။အဲ့တော့ဗြိတိရှားတွေရဲ့အုတ်ချုံမှုအောက်ကိုရောက်ရှိသွားပြီး1884ခုနှစ်မှာဗြိတိရှားဆိုမာလီလန်ကာကွယ်နေမြေဖြစ်လာခဲ့တာပါဒါကတောင်ဘက်နဲ့အရှေ့ဘက်မှာရှိတဲ့အင်းနင်းချင်းအီတလီလက်အောက်ကဆိုမာလီလန်နဲ့မတူဘဲတိချအနေနဲ့ရှိနေခဲ့တာဖြစ်ပါတယ်ဒါဟာဒုတိယကမ္ဘာစစ်အပြီးဗြိတိရှားရဲ့ကိုလိုနီစနစ်ဖျက်သိမ်းခြင်းအထိကြာမြင့်ခဲ့ပါတယ် တကွာ60ပြည့်နှစ်ဇွန်လ26ရက်နေ့မှာဆိုမလီလန်နိုင်ငံစတင် ပေါ်ပေါက်ခဲ့ပြီး United Kingdom အပါအဝင်နိုင်ငံတော်တော်များများကအသိမဲ့ပြုတ်ခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံအသစ်ဟာခဏတာပဲတည်တံ့ခဲ့ပါတယ်။ရက်ပိုက်လေးအကြာမှာပဲအီတလီရဲ့အုပ်ချုပ်မှုအောက်ကနေမြေဖြစ်တဲ့ဆိုမလီလန်ရဲ့အုပ်ချုပ်ခံနေမြေကလည်းလွတ်လပ်ရေးရလာခဲ့ပါတယ်။အဲနောက်မှာဒီနေမြေနှစ်ခုကတရားဝင်ပေါက်စီးပြီးဆိုမလီသမ္မတနိုင်ငံကိုတည်ထောင်ခဲ့ကြပါတယ်။အစာပိုင်းမှာလူတွေကပေါက်စီတာကိုကြိုးစော်ခဲ့ကြပေမဲ့တိတ်မကြခင်မှာပဲပြဿနာတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ မော်ဂဒစ်ရှုမျိုးဟာအာနာရဲ့အဓိကဗဟိုဖြစ်တော့တော့မြောက်ပိုင်းကကောင်းဆောင်တွေကသူတို့ကိုလိလိယူရှုတယ်လို့ခံစားလာခဲ့ရပါတယ်။အဲဒီကြောင့်ပဲနိုင်ငံရဲ့ပဋိပက္ခတွေပို့ပြီးကြီးထောလာခဲ့တာပါ။အဲဒီနောက်ဆေဆုနစ်တွေအတွင်းမှာတော့မြောက်ပိုင်းဒေသမှာမမြတာဘူးလို့ခံစားရတဲ့စိတ်တွေကပို့ပြီး next child လာခဲ့ပါတယ်။ဒါတွေအားလုံးဟာတကွာ66ခုနှစ်ကနေတကွာ96ခုနှစ်အထိဆိုမာလီးယားကိုအုပ်ချုပ်ခဲ့တဲ့မိုဟာမက်စီရဲ့ဘာရီရဲ့ရက်ဆက်တန်းကြောင့်တဲ့စီအစိုးရအောက်မှာအထွတ်အထိပ်ကိုရောက်ရှိခဲ့ပါတယ်။ ောက်ကွာချစ်ဆယ်ပြစ်လွန်နေတယ်မှာသူ့တပ်ဖွဲ့တွေကမြောက်ပိုက်ကိုဆိုးဆိုးရွားရွားတိုက်ခိုက်ခဲ့ပြီးခြေကန်ဆောင်းတွေကိုဖျက်ဆီးခဲ့တာအရသာထောက်ပေါင်းများစွာကိုတက်ဖြတ်ခဲ့ပါတယ်အဲ့လိုနဲ့ထောက်ကွာကိုစစ်တခုနဲ့မှာဘာရီရဲ့အစိုးရပြိုလဲတဲ့အခါဆိုမာလီလန်ကလင်းမြန်စွာလွတ်လပ်ရေးကိုကျင်ညာခဲ့ပြီးနိုင်ငံတော်အဆင့်ကိုပိုင်ခြေကန်အဆောင်အဝေးစီးတွေကိုတီထောက်ကအတော်လေးညှင်းချမ်းစွာဆက်လက်ပြင်ဆင်နေခဲ့ပါတယ် ဲ့ဒီအချိန်ဟာဆိုမာလီယာရဲ့ဂျန်ပိုက်တွေကပြည်တွင်းစစ်နဲ့မညီမသက်မှုတွေကြောင့်နိုင်ငံပျော်ပြတ်နေတဲ့အခြေအနေမှာရှိနေခဲ့တာပါ။ဒါဆိုရင်ဘာကြောင့်ဆိုမာလီလန်ကိုအတိအမဲ့မပြုချတာလဲ။တကယ်တော့အဓိကအကြောင်းရင်းတစ်ခုရှိပါတယ်။ဓမ္မတစ်ခုကနိုင်ငံတွေရဲ့နေမြေပေါင်းစည်းမှုဆိုတဲ့မှုရှိပါတယ်။ဘာတော်ကနိုင်ငံတော်တော်များများဟာတခြားနေရာတွေအထူးသဖြင့်အာဖရိကမှာကွဲထွက်ရေးလှုပ်ရှားမှုတွေအတွက်ရှေ့ပြေးပုံစံဖြစ်တော့မှာကိုစိုးရိမ်ကြပါတယ် တကယ်တော့အာဖရိကသမဂ္ဂရဲ့အချက်လက်ရှာဖွေရေးမစ်ရှင်ကဆိုမာလီလန်လွတ်လပ်ရေးနဲ့ပတ်သက်တဲ့ထူးခြားတဲ့အခြေအနေတွေကိုအတိအမဲ့ပြုခဲ့ပေမဲ့အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကကိုလိုနီနယ်မြေတွေကိုပြန်လည်ရေးဆွဲဖို့တွန်းဆောက်နေကြပါတယ်။ဒုတိယအချက်က1960ပြည်လုံးနှစ်တွေဆော့ဘက်ကတည်းကစီလုံးရဲ့နိုင်ငံအဖြစ်ဆိုမာလီယာကိုပြန်လည်တည်ဆောက်ဖို့ကြိုးပမ်းမှုတွေအများကြီးလုပ်ခဲ့ကြပါတယ်။ဆိုမာလီလန်ကိုအတိအမဲ့ပြုလိုက်မယ်ဆိုရင်ဒီနိုင်ငံအပိတိုင်ပိုင်ချမှုကိုလက်ခံလိုက်ရရောက်တော့မှာဖြစ်ပြီးဒါကိုတခြားနိုင်ငံအများအပြားကမလုပ်ချင်ကြပါဘူး။ ဒါတွေအားလုံးကဆူမိုင်လန်းကိုတတမန်ရဲရမရေရာတဲ့အခြေအနေမှာထားချိခဲ့ပေမဲ့မကြသိခင်နှစ်တွေတွေ့မှာတော့အတိမဲ့ပြုမှုကိုစဉ်းစားသင့်တယ်ဆိုတဲ့တောက်ဆုံမှုတွေပေါ်များလာတာကိုတွေ့လာခဲ့ရပါတယ်။ဒါကလည်းအချက်များစွာပေါ်အခြေခံပြီးဖြစ်လာခဲ့တာပါ။မားချန်နယ်နဲ့ဆိုမိုင်လန်ဟာရေရှည်တင်ညီမှုကိုပြသနိုင်ခဲ့တယ်ဆိုတော့အငင်းပွားမှုရှိပါတယ်။သူကနေပေါင်း30ကျော်လုံးဝလွတ်လပ်စွာရည်တည်နိုင်ခဲ့ပြီးဒီမိုကရေစီအဖွဲ့အစည်းတွေကိုတည်ထောင်ကမငြိမ်မသက်တဲ့ဒေသတစ်ခုမှာအတော်လေးညှင်းချမ်းစွာတည်ရှိခဲ့ပါတယ်။ ဒါကြောင့်သူဟာနိုင်ငံအဖြစ်တည်ရှိခွင့်ကိုရရှိထားပြီလို့တော်များများကစောရကတက်ကြပါတယ်။ဒါပြင်လုံချုံရဲ့ဆရာအကြောင်းရင်းလည်းရှိပါတယ်။နောက်ပြီးအေဒင်ပင်လင်ကွဲဟာကမ္ဘာပေါ်မှာရေကြီးစွန်းရေကြောင်းလမ်းတစ်ခုဖြစ်လာပါတယ်။အနောက်နိုင်ငံဆက်ကျင်ဟူသည့်သမုံတွေဟာနိုင်ငံရဲ့အစိပ်အပိတ်အများအပြားကိုထိန်းချုပ်ထားတဲ့ရေမြေမှာမတည်ငြိမ်မှုတွေရှိနေတာကြောင့်ဆိုမာလီလန်ရဲ့မဟာဗျူဟာမြောက်အနေအထားဟာပိုပြီးရေးပါလာခဲ့ပါတယ်။ ဒီအချက်နဲ့ဆက်ဆက်ပြီးဆိုမာလီလန်ရဲ့ဘာဘေရာစကန်ဟာ RS သဘောများပြည်ထောင်စုရဲ့ဂျင်းနီမြုံနယ်မှုတွေနဲ့သူ့ရဲ့ဆောက်အုံတွေကိုအပြေးပြေးအဆင့်မြင့်တင်နေတာကဆိုမာလီလန်ရဲ့ပုံမိုကျေပြတဲ့နိုင်ငံတကာတန်ဖိုးကိုပုံမိုခိုင်မာစေခဲ့ပါတယ်။အလားတူပဲပထွေနိုင်ငံရဲ့ကျေပြတဲ့အခန်းကဏ္ဍလေးရှိနေပါတယ်။ကျောင်းနိုင်ငံဟာဒေသတွင်းမှာသူ့ရဲ့ရည်တည်မှုကိုတိုးမြင့်နေပြီးအမေရိကန်ကိုစိုးရင်စေတဲ့ဂျီဘူတီနိုင်ငံမှာကီလိုမီတာအနည်းငယ်ကွာမှာသူ့ရဲ့ပထမဆုံးပြပစစ်အခြေစိုက်စခန်းကိုတော့တည်ထောင်ထားပါတယ်။ ဒီနောက်ခံအခြေအနေကိုစက်ကျင်ပြီးသမ္မတ trend လက်အောက်က American ပြည်ထောင်စုဟာဆိုမိုင်းလန်ကိုအသီးမှန်ပြုတော့မလားဆိုတဲ့ခက်မှတ်ချက်တွေတိုးလာနေတာဖြစ်ပါတယ်။အသီးမှန်ပြုမှုဆိုင်ရာပြောဆိုမှုတွေဟာ2024ခုနှစ် American သမ္မတရွေးကောက်ပွဲမတိုင်ခင်လတွေကတည်းကစတင်ပေါ်ပေါက်လာခဲ့တာပါ။ဒါကြောင့်လဲဆိုတော့ trend ဟာ American ရဲ့စေစုနည်းများစွာကြားတဲ့မူဝါဒကိုချိုးဖောက်ပြီးဆိုမိုင်းလန်ရဲ့လွတ်လပ်ရေးကိုသတင်းတွေကပေါ်ပြခဲ့မှုပါတယ်။ ဒီကိစ္စကိုဆိုမိုင်းလည်းဟာအရေးကြီးတဲ့လုံခြုံရေးနဲ့တပ်တမန်ရေးမိဖက်ဖြစ်တယ်လို့ပွင့်ပွင့်လင်းလင်းပြောခဲ့တဲ့ Teladoc အမတ် Ted Cruz အပါဝင် Titan Republican ပုဂ္ဂိုလ်အချို့ရဲ့တောက်ဆမှုတွေကလည်းတွန်းအားပေးခဲ့ပါတယ်။ဒီလိုပြောဆိုချက်တွေကိုအာဖရိကဥချိုဒေသမှာပေကျင်းရဲ့ဩဇာလွှမ်းမိုးမှုကို Republican တွေရဲ့ဝေဖန်မှုတွေနဲ့ပေါက်ဆက်ကြည့်လိုက်တဲ့အခါ Trump ရဲ့နိုင်ငံခြားရေးမော်ဒါအစီအစဉ်ရဲ့တစိမ့်တစ်ပိုက်ဖြစ်နိုင်တယ်ဆိုတဲ့အသိမဲ့ပြုံမှုကကောလာဟလတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ တကယ်တမ်းမှာ trend ဟာဇန်နဝါရီလမှာရာထူးယူပြီးကတည်းကသိမချခင်အတိမတ်ပြူတော့မယ်ဆိုတဲ့သတင်းတွေဆက်လက်ထွက်ပေါ်နေခဲ့ပါတယ်။ဒီအချက်အလုံးကိုမျောလင့်ချက်ကြီးနေတာလို့ရှုမြင်နိုင်ပေမဲ့သူတို့ပြင်နိုင်ငံခြားရေးဝန်ကြီးဌာနကဒီပြောဆိုချက်တွေကိုရှော့ချဖို့စ조사ခဲ့ပေမဲ့ခေါ်လာဟာလာတွေဟာတကယ်တမ်းမှာတော့အမှန်တကယ်ဖြစ်လာမယ့်ပုံပေါ်နေပါတယ်။2025ခုနှစ်အောက်တိုဘာလမှာဒီအကြောင်းကိုမေးမြန်းတဲ့အခါ trend ကသူ့အစိုးရအဖွဲ့ဟာဒါကိုစုံစမ်းစစ်ဆေးနေတယ်လို့ပြောခဲ့ပြီး Somaliland အရာရှိတွေကိုကျင့်နေစေခဲ့ပါတယ်။ ပါကစ္စတန်ကလည်းဒါဖြစ်လာမယ်လို့ပေချာပေါက်မျောလင်းထားပါတယ်။ဆိုမာလီလက်သမထကတော့ဒီမဲ့ပြမဟာအကြခင်ဖြစ်လာတော့မယ်ဒီချင်းမဖြစ်ဘူးဆိုရင်ဘယ်အချိန်မှဖြစ်လာမလဲလို့တော့ပြောခဲ့ပါတယ်။ဒါမဲ့ခမ်းမဲချက်တွေအားလုံးရှိနေတဲ့ကြားကဘာကျညာချက်မှထွက်မလာသေးပါဘူး။ထရန်ဟာအသီးမဲ့ပြုံးမှုကိုတေချာပေါက်စဉ်းစားနေပုံရပါမယ်ဒီဆုံးဖြတ်ချက်ကလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီးအားကောက်တဲ့အငင်းပွားစရာအချက်တွေကနှစ်ဖက်စလုံးမှာရှိနေပါတယ် ဒီမိုကရေစီစနစ်ကောင်းမွန်စွာလည်ပတ်နိုင်အောင်တည်ထောင်ထားတဲ့အတွက်ဆိုမိုင်းလန်ကိုစုချပြီးတည်ငြိမ်မှုနဲ့လုံခြုံရေးကိုအလေးထားတယ်ဆိုတဲ့သတင်းစကားပေးပို့ခြင်းပဲဖြစ်နိုင်တယ်လို့ထောက်ပြကြတာတွေတော့ရှိပါတယ်။ဒီလောက်ရက်ကိုထောက်ခံသူတွေကဒါဟာအမေရိကန်အတွက်အာဖရိကဥချိုဒေသမှာအရေးပါတဲ့မဟာပြောင်မြောက်စီးပွားရေးမိဖက်တူကိုရရှိနိုင်တယ်လို့ဆိုကြပါတယ်။ဆိုမလီလန်ရဲ့ကံယုံတဲ့မျိုးဖြစ်တဲ့ဘာဘေရာကိုဖွင့်ပေးတာအပြင်ဒါဟာအမေရိကန်ကိုအနီးနားကဒေင်ကွင်းတွေစီဝင်ရောက်ခွင့်ပေးနိုင်ပါတယ်။ ဒါကအေဒင်ပင်လေကွဲကိုကာကွယ်ဖို့နဲ့ဂျီမင်ကဟူသီတွေကိုတိုက်ခိုက်ရမှာအထောက်အကူဖြစ်နိုင်ပါတယ်။ဒါအပြင်ဒေသအပေါ်တရုတ်ရဲ့ဩစာလက်မုံမုံတိုးလာတာကိုလည်းတံပြန်နိုင်ပါလိမ့်မယ်။နောက်ဆုံးအနေနဲ့ဒါဟာတခြားနိုင်ငံတွေကိုလည်းနောက်ဆက်တွဲလိုက်လုပ်ဖို့ဆွဲဆောင်နိုင်ပါတယ်။အမေရိကန်ကဥဆောင်မဲ့ဆိုရင် United Kingdom, Ethiopia နဲ့ပင်လယ်ကွက်နိုင်ငံတွေကလည်း Somaliland ကိုအသိမဲ့ပြုနိုင်ပြီးပုံမုံများပြတဲ့နိုင်ငံတွေကိုပါအားပေးနိုင်ပါလိမ့်မယ်။ သို့တော်လည်းဒီ channel မျက်တောက်အောင်ဒီလောက်ရက်ကိုစက်ကျင်တဲ့သူတွေကဒါဟာသိတာထင်ရှားတဲ့ကုန်ကျစရိတ်တွေရှိလာမယ်လို့စောတကတက်ကြပါတယ်။ဒီလိုကိစ္စတွေမှာ American ရဲ့အသိမဲ့ပြုမှုဟာအရေးပါနိုင်ပေမဲ့တခြားနိုင်ငံတွေကပါနောက်ဆက်တွဲလိုက်လုပ်ဖို့အားပေးနိုင်မယ်ဆိုတဲ့အယူအဆကလော်ဒါထက်ပိုအကောင်းမြင်နေတာဖြစ်နိုင်ပါတယ်။ အာဖရိကနိုင်ငံအများအပြားဟာအာဖရိကတိုက်ကြီးပေါ်ကတခြားနေရာတွေမှာခွဲထွဲလှုပ်ရှားမှုတွေကိုဖြစ်ပေါ်စေနိုင်မှာကိုစိုးရိမ်လာကြောက်ဆိုမလီလန်ရဲ့လွတ်လပ်ရေးကိုထောက်ခံဖို့တွန်းဆောက်နေပါလိမ့်မယ်။အာဖရိကရဲ့အသိမဲ့ပြမှုမရှိရင်တခြားနေရာကနိုင်ငံတော်တော်များများကလည်းလိုက်လုံနိုင်ချေနေပါတယ်။ဒါတခြားနေလက်တွေနဲ့ပါစိုးချိုးဖြစ်စေနိုင်ပါတယ်။ပေကျင်းကဆိုမာလီယာနဲ့သူ့ရဲ့ဆက်ဆံရေးကိုခိုင်မာအောင်တွန်းပြန်နိုင်ပြီးဆိုမာလီယာအစိုးရကိုအကူအညီနဲ့စီးရဲထောက်ပံ့မှုတွေပိုပေးနိုင်ပါတယ်။ဒီလိုပဲဒါဟာအဓိကမိဖက်တွေနဲ့ဆက်ဆံရေးကိုရှုပ်ထွေးစေနိုင်ပါတယ်။ ဥမာအဖြစ် NATO အဖွဲ့ဝင်တူရကီဟာဆိုမာလီယာရဲ့အနီးကပ်မဟာမိတ်ဖြစ်လာပြီးအဲ့ဒီနိုင်ငံမှာစစ်အခြေစိုက်စခန်းတော်တည်ထောင်ထားပါတယ်။အန်ကာရာကဆိုမာလီလန်ကိုတိမဲ့ပြုချင်းကိုပြင်းပြင်းထန်ထန်ဆက်ကျင်ပါလိမ့်မယ်။နောက်ဆုံးအနေနဲ့ကတော့ဒေသတစ်ခုလုံးရဲ့လုံခြုံရေးအတွက် NDA တွေရှိနေတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဆိုမိုင်းလန်ကိုအတိမတ်ပြုတ်လိုက်တာဟာယီမင်ကဟူသီသဘုံတွေနဲ့တိုက်ခိုက်ရေးမှာအထောက်အကူပူးပေါင်းပြုနိုင်ပါတယ်။ ဒါမဲ့ဒီလိုလောက်လိုက်ရင်ဆိုမာလီလန်ဟာသူတို့ပိုက်တယ်လို့တောက်လျှောက်ပြောနေတဲ့မော်ဂါဒီရှုကအားနေတဲ့ဆိုမာလီအစိုးရကိုမတည်ငြိမ်အောင်လောက်လိုက်ရရောက်ပါလိမ့်မယ်မော်ဂါဒီရှုအစိုးရဟာအခုချိန်မှာထိန်းချုပ်မှုရဖို့သူတို့ကိုသူတို့ရုံးကန်နေရတဲ့ပြင်သူတို့ရဲ့အစ္စလာမစ်သဘုံအဖွဲ့ကိုလည်းတိုက်ခိုက်နေရပါတယ်ဒီအချက်တွေကြောင့်လူတချို့ကဆိုမာလီလန်ရဲ့ဒီမိုကရေစီနဲ့တည်ငြိမ်မှုတွေဟာအရင်ကလောက်မခိုင်မာတော့ဘူးလို့ပြောကြားတာတွေရှိပါတယ်တကယ်တော့မကြသေးတဲ့နှစ်တွေအတွင်းမှာဆိုမာလီလန်ဟာသူတို့ပိုင်တဲ့နေမြေအပိုင်းအစအကြီးကြီးကိုတော့ဆုံးရှုံးခဲ့ရပါတယ် ဲ့နေမျိုးကိုဆိုမာလီယာနဲ့ပဲပေါက်ချင်တဲ့အဖွဲ့တွေကသိမ့်ပိုက်ထားတာပါအဲ့တော့တချို့ကဆိုမာလီယာကိုပဲပို့ပြီးအကူအညီပေးတာကပိုကောင်းလိမ့်မယ်လို့လည်းပြောဆိုညှိနှုံနေကြပါတယ်ထရန်ဟာဆိုမာလီလန်ကိုအတိမတ်ပြုတင်သလားဆိုတာကသူတကယ်အတိမတ်ပြုမလားဆိုတာနဲ့လုံးဝသိချကိစ္စဖြစ်ပါတယ်တဖန်သဘောထားကွဲလဲမှုတွေလည်းရှိနေပါတယ် နိုင်ငံတော်ဥပဒေမဟုတ်ရင်တော့နိုင်ငံတကာသဘောထားကိုစက်ကျင်တဲ့ကိစ္စတွေကိုသူ့အနေနဲ့လုပ်ဖို့စံသားရှိတယ်ဆိုတာတန်ပြားဖြစ်เสียမှာရှိပါဘူး။သူ့ရဲ့ပထမတက်တဲ့အတွင်းမှာ CRS ကဂိုလန်ကုန်းမြင့်ကိုအစ္စရေးကသိမ်းပိုက်မှုနဲ့ဂျေရုဆလင်ကိုအစ္စရေးရဲ့မြို့တော်အဖြစ်သူအသိမှတ်ပြုခဲ့ပါတယ်။မော်ရိုကိုကအစ္စရေးကိုအသီးမဲ့ပြုမဲ့သဘောတူညီချက်ရဲ့တစိုက်တရေသအနေနဲ့အနောက်ဆာဟာရာကိုမော်ရိုကိုရဲ့အချုပ်ချာအာဏာအဖြစ်ထရန့်ကအသီးမဲ့ပြုခဲ့ပါတယ်။ဒါပေမဲ့ဒီကိစ္စတွေမှာပုံမှန်ချိတ်ဆက်နေတဲ့အချက်ကအမေရိကန်ရဲ့အဓိကမဟာမိတ်ဖြစ်တဲ့အစ္စရေးပဲဖြစ်ပါတယ်။ ဆိုမိုင်းလန်ကိုအတိမဲ့ဖျူချင်းဟာဒေတာတွင်မှာတရုတ်ရဲ့ခြေလန်းခြေပြက်လာမှုကိုတံပြန်နိုင်ပေမဲ့တခြားဆုံးဖြတ်ချက်တွေရဲ့ဒါရိုက်နိုင်ငံခြားရေးမူဝါဒအရေးပါမှုနဲ့ပြည်တွင်းတံပိုးတွေကိုတော့ပိုကောက်စင်မှာမဟုတ်ပါဘူး။ဒါနိုင်ငံတကာမှာလည်းလူကြိုက်များပါမဟုတ်သလိုပြည်တွင်းမှာလည်းအကျိုးကျေးဇူးတွေရှိလာဖို့ဆိုတာကပိုဝဲပါလိမ့်မယ်။ဒီသဘောအရ Trend ဟာအပြေးအဝအသီးမဲ့ပြုချင်းကိုခြောက်ခြားပြီး Somaliland နဲ့ဆက်ဆံရေးကိုတခြားနည်းလမ်းတွေနဲ့ခိုင်မာအောင်ရည်ရွယ်ကောင်းရည်ရွယ်နိုင်ပါတယ်။ ဥမာအဖြစ်အမေရိကန်ကဟာဂီဆာမာသူ့ရဲ့တပ်တမန်ရည်တည်မှုကိုတိုးမြင့်နိုင်ပါတယ်။ဒါမှမဟုတ်ထရန့်ကဆိုမိုင်လန်ကိုအချောချာအာနာပိုင်နိုင်ငံအဖြစ်တရားဝင်အသိအမှတ်မပြုဘဲစီးပွားရေးနိုင်ငံရဲ့နဲ့စီးရေးသဘောတူညီချက်တွေကိုတော့လက်မှတ်ရေးထိုးနိုင်ပါတယ်။ဒီနေ့လည်းကအမေရိကန်ကိုအားနည်းချက်တွေမရှိပဲအကျိုးကျေးဇူးတွေအများကြီးရရှိစေနိုင်ပါတယ်။ဒါမဲ့ Trump အရန်သဘောကျတဲ့ခေါင်းစည်းသတင်းကြီးတွေမှာပါလောက်မဲ့အများပြည်သူသိအောင်လုပ်တဲ့အရှင်အဝါမျိုးတော့ရှိလာမှာမဟုတ်ပါဘူး။ဒါမဲ့ပြန်ပြောရရင် Trump ကဘာလုပ်မယ်ဆိုတာဘယ်သူမှတအက်သိနိုင်တာတော့မဟုတ်ပါဘူး။ ဒီအကြောင်းအရာတွေအားလုံးကြောင့်ပဲစောင့်ကြည့်သူတွေကစိတ်လှုပ်ရှားမှုတွေရှိနေကြပါတယ်။သူတို့ထင်တာကတော့ဆယ်စုနှစ်တွေကြာနေတဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ကမကြာခင်မှာအရေးကြီးတဲ့အပိသက်ဆုံးဖြတ်ချက်ကြီးတစ်ခုချမှတ်တော့မယ်လို့မြင်နေကြတာပါ။အဓိကမေခွန်တစ်ခုကတော့ Trendar Somaliland ကိုအသိမဲ့ပြုတ်ခဲ့ရင်တခြားနိုင်ငံတွေကသူ့နောက်ကိုလိုက်ပါမလားဆိုတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်။